一般的, message, 的、就是，哎，谁不管我干？你瞅真心没设计，搞那设计的多吧？那多，咱都没设计，一百米没事儿，一百米啊，八百米那是不行。再 a right circular cone，高吗？十万步可着行，那？还离一万那是不行，高门，十万步可着行。 တပယ်ဆိုဘယ်နှခုလဲဆိုလို့ရှိရင်နှခုတပယ် right circular cone ဆိုတာဒေါင်းမှန်ဆက်ဝိုင်းပုံရှိရဲ့ကတော့ချုံလေးနှစ်ခုအဲ့ဒီမှာဒီကတော့ချုံလေးရဲ့ဒီຢာလေးကိုဘာလို့ခေါ်လဲဆိုလို့ရှိရင်ဘာတက်အစွန်းမှတ်ကလေးလို့ခေါ်ဒါဟိုဘက်ကကတော့ချုံရဲ့အစွန်းမှတ်ဒါကအောက်ကကတော့ချုံရဲ့ဘာလို့ဆိုလို့အစွန်းမှတ်ဒီကောင်လေးကိုကြာဘာလို့ခေါ်လဲဆိုလို့ရှိရင်နေဒီစောင်းရည်ဒီခုံခုံလေးကိုကြာဘာလို့ခေါ်လဲဆိုလို့ရှိရင်နေဒါလိုအပ်နေတယ် အပေါ်ကောင်လေးကြတော့ဘာဖြစ်လဲဆိုရင် upper limit ဒီကောင်ကြတော့ဘာလို့ခေါ်မလဲဆိုလို့ရှိရင် exist ဝင်ရိုးလို့ဘာဖြစ်လဲဆိုရင်ခေါ်တယ်အဲ့တော့ဆရာတို့ conic section ဆိုတာဘာလဲဆိုလို့ရှိရင် conic section ဆိုတာအဲ့ဒီ double right circular cone ကိုဆရာတို့က plane တစ်ခုကဖက်လိုက်တဲ့အခါဖြစ်ပေါ်လာတဲ့ဒီရေးပွေးလေးတွေဘာလို့ခေါ်လဲဆိုရင် conic section ကို conic section ဆိုတာဒီလိုမျိုး the bare circular ကိုင်းလေးတွေကိုဗာလဲပလင်းတစ်ခုကနေပြီးတော့ဖြတ်လိုက်တဲ့အခါမှာဖြစ်ပေါ်လာတဲ့ဘာကိုခေါ်တာလဲဆိုရှင်ရေကိုင်းလေးတွေကို pollen section လို့ပြောနော်ဒီစားပြောကြမယ် pollen section ဆိုတာကမြေကွေးတွေဖြစ် pollen section ဆိုတာမြေကွေးတွေဖြစ်တယ်ဘယ်တအဲ့မြေကွေးတွေကဘယ်လိုရတာလဲ that can be obtained that can be obtained ဖြတ်ချင်းအပြင်ပါပြီဆိုရင်ရလာဘိုင်းတဲ့ intersection ဘာနဲ့ဘာနဲ့ဖြတ်မလဲဆိုလို့ရှိရင်ပလိန်တစ်ခုနဲ့เนาะဒီလိုမျိုးပလိန်တစ်ခုနဲ့ of a plane တပဲစိုက်ကူလာကွန်ဆက်ဝိုင်းဘုံကတော့ချုံပုံတပဲစိုက်ကူလာကွန်ကိုဖြတ်ချင်းအပြင်ဘာဖြစ်လဲဆိုရလာတဲ့မီးပွေးလေးမီးပွေးလေးကိုဝစ်ဘာဖြစ်လဲဆိုလို့ရှိရင်ဝစ်တွေတပဲစိုက်ကူလာကွန်အဲ့ဒါလေးကိုဘာလို့ complex လို့ရှိရင် is gone ကွန်နေတာ ko ne o ko ne so shin lo ka ဟုတ်နော်ကောနက်ဆက်ရှင်ဆိုတာဗါလဲကောနက်ဆက်ရှင်ဆိုတာ the cuff မြေခွေးတွေပဲတူဒီလိုမြေခွေးတွေပဲဖြစ်တယ် that cavity of the ဘယ်လိုရရလဲဆိုလို့ရှိရင် by the intersection of the plate plate တစ်ခုနဲ့ဝိတ်တွေတပဲ circular cone တပဲ circular cone ဆိုတာ အဲ့ကောင်တွေရဲ့ဖြတ်ချင်းရနေပြီးရလာတဲ့မြေကွေးတွေကို is called conic or conic section လို့ပြောပြလို့ပေါ့အဲ့တော့ဒီကောင်ကဘာဖြစ်လဲ level right ဆက်ကြာပေါ့အဲ့ကောင်ကိုပလိန်တစ်ခုကဘာလုပ်လိုက်လို့ဆိုဖြတ်လိုက်ဒဲဖြတ်လိုက်ဒါပြလိုက်မယ်ဆိုဒီ plane နဲ့အဲ့ဈေးနဲ့ဘာဖြစ်နေလဲဆိုလို့ရင်တောင်းမှန်ကြเนาะတောင်းမှန်ကြအောင်လို့ dead ဖြတ်လိုက်မယ်ခါမှာကျောက်ရေခဲမှုထဲတဲ့ခွက်ကလေးတွေပေါ့ဟာရေခဲမှုထဲတဲ့ခွက်ကလေးတွေကို ပလိတ်တစ်ခုနဲ့ဒဲပြစ်လိုက်တဲ့အခါမှာအဲ့ကောင်ကဘာပုံပေါ်နေလဲဆိုရင်ဆဝိုင်းပုံလေးပေါ်တယ်ဟုတ်လားအဲ့ဆဝိုင်းပုံလေးပေါ်နေမယ်အဲ့ဆဝိုင်းပုံကိုဘာလို့ခေါ်လဲဆိုရင်ပေါ်နေစစ်စစ်လို့ခေါ်တယ်အဲ့တော့နောက်တော့အဲ့ဒီဒပဲစိုက်ကူလာကိုနီကိုဆရာတို့ကစောင်းစောင်းလေးပြစ်လိုက်တဲ့အခါမှာဘလို့ပုံလေးကဘလို့ထွက်လာမယ်ဆိုလို့ရှိရင်ဒီလိုပုံလေးထွက်လာနော်ဘဲဥပုံလေးပါဖြစ်တယ်ဆိုရင်ထွက်လာအဲ့ဒါကို elif ဘဲဥပုံလေးလိုပါဖြစ်တယ်ဟုတ်အဲ့ဒီဘဲဥပုံလေးကိုဆရာတို့မဖြစ်မလဲဘဲဥပုံလေးကို honest စကြဝဠာ honest စကြဝဠာဆရာတို့ဒီဒါပဲစကူလာကုန်းလေးကိုဆရာတို့ဒီထိပ်ပိုင်းလိုက်ထိပ်ပိုင်းလေးရည်ပြဆရာတို့ဖြတ်လိုက်ပြပါအပုံလေးထွက်လာမယ်ဆိုလို့ရှိရင်ဒီလိုမြေကွေးပုံလေးထွက်လာ။ထိပ်ပန်းကနေဖြတ်လိုက်ရင်မြင်ကြည့်လို့ရရတယ်။ မြင်ကြည့်လိုက်တဲ့အခါမှာမြင်ကွေးပုံကြီးထွက်လာအဲ့ဒီမြင်ကွေးပုံကြီးကိုဆရာတို့ဘာလို့ခေါ်လဲဆိုရင်ကောနေဆက်ရှင်လေးအဲ့ဒီမြင်ကွေးလေးကိုပါရာဘိုလာပါရာဘိုလာလို့ခေါ်မြင်ကွေးလေးနောက်တစ်ခုနောက်တစ်ခုအဲ့ဒီတပဲဆာကူလာကုန်းကိုဆရာတို့ဟ်ဝီယူနဲ့အကြာပလိန်တစ်ခုကဖက်လိုက်တဲ့အခါမှာ ်ညီကိုလေးဘယ်ခုပေါ်လာမလဲဆိုလို့ရှိရင်နှစ်ခုပေါ်လာမယ်မျက်စိပိုင်းမြင်ကြည့်လို့ရတယ်เนาะညီကိုလေးပါဖြစ်တဲ့သူရင်နှစ်ခုပေါ်လာအဲ့ဒီညီကိုလေးတွေကို corner section လို့ပေါ်တယ်နာမည်ကဒီကောင်ကပါလဲဆိုလို့ရှိရင် hyper ဘူလာလို့ပေါ်ဟုတ်ပြီเนาะအဲ့တော့ corner section ဆိုတာပါလဲဒီလိုမျိုးတပဲ circular cone ကိုဆရာတော့ကပါလဲ ပလိန်တစ်ခုနဲ့ဖြတ်လိုက်တဲ့အခါမှာဖြစ်ပေါ်လာတဲ့ cycle ကိုဘာလို့ခေါ်လဲဆိုလို့ရှိရင် conic section ဆောင်းဆောင်းလေးဖြတ်လိုက်တဲ့အခါမှာဖြစ်ပေါ်လာတဲ့ဘဲဥပုံတွေဘာလို့ခေါ်လဲဆိုရင် conic section ဒီလိုမျိုးထိခွားကနေဆောင်းဆောင်းလေးဖြတ်လိုက်တဲ့အခါမှာဖြစ်ပေါ်လာတဲ့မျိုးဝေးလေးကိုဘာလို့ခေါ်လဲဆိုရင် conic section ပါရာဘူလာလို့နောက်တစ်ခု အဲ့ဒီဝင်နေအကြံဖြတ်လိုက်မယ်ထိတဲ့ဘိတ်အကုန်လုံးဖြတ်လိုက်မယ်ဆိုရင်ဒီကွင်းတစ်ခုပေါ်လာပေါ်လာတာကြာအောင်မလုပ်တော့ဘူးလေဟိုက်ပါအဲ့တော့ကျတော့ဒီအပိုင်းမှာကျတော့တီးရမှာကစိုက်ကယ်အတွက်တီးရမယ် elip ဒီကောက်ကိုမသုံးဘူးကျတော့ parabola ဘာလို့ရမလဲဆိုလို့ရှိရင်တီးရမယ် hyperbola ဒီကောက်ကိုဘာဖြစ်လဲဆိုရင်မသုံးဘူးအဲ့တော့ corner section အတွက်ကျတော့သုံးမှာဘာနဲ့ဘာနဲ့သုံးလဲဆိုရင် စကဲနဲ့ပါရာဘိုလာနဲ့တုံးတိမလာဒါဆိုရင်ကောနစ်ဆက်ရှင်ဆိုတာဗါလဲဆိုတာသဘောပေါက်ပြန်တော့ကြအောင်ကောနစ်ဆက်ရှင်ဆိုတာဗါလေးလေပလိန်တစ်ခုကနေပြီးတော့ပလိန်တစ်ခုနဲ့တပဲစိုက်ကူလာကွန်ဖြတ်သွားတဲ့ညီကွေးလေးတွေကိုဗါလို့ခေါ်လဲဆိုရင်ကောနစ်ဆက်ရှင်ကိုခေါ်အဲ့တော့6 point 1ကတလောက်တည်လုံလောက်ဟာကောနစ်ဆက်ရှင်မှာရှိတဲ့စိုက်ကယ်ပိုင်းကိုခေါ်လာစိုက်ကယ် ဆိုင်ကယ်မှာဆိုလို့ရှိရင်ဆိုင်ကယ်ရဲ့ equation ကနှစ်ခုရှိတယ်တစ်ခုက standard formula နော် standard equation standard form နောက်တစ်ခုကကြတော့ဘာဖြစ်လဲဆိုလို့ရှိရင် general form အခုဆိုင်ကယ်မှာရှိတဲ့ standard form လေးကိုကြာပြပြနော် standard form standard form of equation of of a sake sake တခုရဲ့ standard form equation ဟာဖြစ်ပါလေ sake တခုရဲ့ standard form equation ဟာဥမာစလုံးလေးတစ်လုံးကိုဆွဲလိုက်မယ် sake ဆိုဆက်ဝိုင်းပေါ့ဒီမှာဘာရှိလဲဆိုရင် center ရှိအဲ့ဒီ center ရဲ့အမှတ်ကို standard form မှာဆိုလို့ရှိရင်ဘာလို့သတ်မှတ်လဲဆိုရင် h, k ဆိုပြောပါပြည့်ဆိုရင်သတ်မှတ် ်ဟုတ်ပြီစန္ဒာကနေပြီးတော့ဝန်ပန်းကိုနေကြောင်းလေးဆွဲလိုက်မယ်ဒီအဝန်ပန်းမှာဆိုလို့ရှိရင်ဘယ်နေရာမှာဆိုရှိတဲ့အမှတ်ကလေးတစ်ခုကို HY ဆိုပြီးတော့ဗာပြတယ်ဆိုလို့ရှိရင်တမတ်မယ်အဲ့တော့ဆရာတို့ C နဲ့ B နဲ့ဂျာအကွာဝေးလေးကဗာပြမယ်ဆိုလို့ရှိရင် R ဝေးလေးရဟုတ်ပြီနော် C နဲ့ B နဲ့ဂျာတဲ့အကွာဝေးရပါလေ R ဝေးလေးရအဲ့တော့ပြန်ပြောပြမယ်ဆရာတို့ standard formula ဆိုလို့ရှိရင် စင်တာလေးကိုဘာလို့သတ်မှတ်လဲဆိုရင် H ကောမှာ K လို့သတ်မှတ်တယ်။အဝင်ပိုင်းပေါ်မှာရှိတဲ့ဘယ်နေရာမှာမဆိုရှိတဲ့အမှတ်ကလေးကိုဘာလို့သတ်မှတ်လဲ HY ဆိုပြီးအဲ့တော့ C နဲ့ B နဲ့ကြားအကွာအဝေးကိုဘာလို့သတ်မှတ်လဲဆိုရင် R လို့သတ်မှတ်တယ်။အဲ့တော့ C နဲ့ B နဲ့ကြားအကွာအဝေးဆို distance formula ကိုသုံးလိုက်လို့ဒီလိုဆိုတာ R equal to ဘာဖြစ်လဲဆိုရင် square root of h2 minus h1 the whole square plus y2 minus y1 the whole square distance formula မှတ်ပြီလား chapter 3 chapter 4အခု chapter 6 distance formula အဲ့တော့ h2 minus h1 ကျွန်တော်ဒီတော့ h2 minus h1 ကိုပါလို့တော့ဆောင်းပါလို့ပါတယ်ကျဲသူလို့ပြောလို့ရတယ်ဆရာတို့ distance formula မှာဘယ်တရားဘာနှုတ်လို့ဘာဖြစ်လဲဆိုလို့ရှိရင်အတူတူပဲဖြစ်တယ်အဲ့တော့ r ကိုလိုချင်လို့ရှိရင်ဆရာတို့ h2 minus a1 ဆိုတော့ h minus h the whole square plus y minus k the whole square ဒါက distance formula r ရဲ့ formula အဲ့တော့ standard form of equation of a cycle cycle ကိုရဲ့ standard form equation ကဘာဖြစ်မလဲဆိုလို့ရှိရင်ဒီ rule လေးပြောင်းရှင်ရဘာလုပ်လိုက်လဲဒီဘက်ကိုလည်းဖတ်ထက်တင်လိုက်မယ်ဒီဘက်ကိုလည်းနှစ်ထက်တင်လိုက်မယ်ဒီဘက်ကိုနှစ်ထက်တင်လိုက်တဲ့အခါမှာဘာဖြစ်သွားမလဲဆိုရင် h minus h the whole square plus y minus k the whole square ဒီဘက်ကိုနှစ်ထက်တင်ရင် root ပြောက်ပြီးတော့ဒီဘက်ကိုနှစ်ထက်တင်လိုက်တဲ့အခါမှာဘာဖြစ်သွား r square r square အဲ့ကောင်လေးကိုဘာလို့ခေါ်လဲဆိုလို့ရှိရင် standard form cycle ရဲ့ standard form equation လို့ခေါ်နားလည်မလားအဲ့တော့ဒါတို့စဝိုင်းတစ်ခုရဲ့ standard form equation ကဘာလဲဆိုရင် h minus a the whole square plus y minus b the whole square equal to r square standard form equation ဆိုတော့ဆရာတို့တတိယဆရာပြရအောင်အဲ့မှာဆရာတို့ r ကိုလိုချင်ရင်ဘယ်လိုရှာမလဲဆရာတို့ distance formula လေးနဲ့ဘာလို့လိုက်မလဲဆိုရင်ရှာမယ် အဲ့တော့ standard form equation မှာ standard form equation ပြင်ပြီးလို့များတယ်ဆရာတို့ဘာတွေသိရအောင်လဲဆိုရင် center အမှတ်ကဲ r အမှတ်ကဲပြရ standard form မှာဆိုလို့ရှိရင် center ကဘာနဲ့ပါလဲ h, k k ဖြစ်ပြီးတော့ radius radius ကတော့ဘာဖြစ်လဲဆိုလို့ရှိရင် r r ဖြစ်မှတ်လို့ရမှာကဲအဓိကကျတာကဘာလဲဆရာပြောပါပြောပြမယ် standard ဘောင် cycle တစ်ခုရဲ့ standard ဘောင်ကိုပြရပါတယ် h minus k the whole square plus h minus h the whole square plus y minus k the whole square equal to r square ဒါက standard ဘောင် standard ဘောင်သိလို့ရှိရင်သူ့မှာရှိတဲ့ center ကိုမဖြစ်မနေသိရ center c က h ကောမှာ k k ဟုတ်နော် radius ကဘာဖြစ်လဲဆိုရင်အဲ့မှာဆရာတို့ radius ကိုလိုအပ်လို့ရှာမယ်ဆိုရင်ဘယ်ဟာနဲ့ရှာလဲဆိုရင် distance ပုံကတော့ရှာ ဒါက cycle ရဲ့ဗာလဲ standard form equation cycle ရဲ့နောက်တဲ့ general form equation ဆိုတာရှိသေးတယ်အဲ့တော့ဆရာတခါရေးလိုက်မယ် general form general form of equation of a cycle ဟုတ်ရော general form ရဲ့ equation ကဘာလဲဆိုလို့ရှိရင် a square plus y square plus 2gh plus 2fy plus c equal to 0ဟာအဲ့တော့ cycle တစ်ခုရဲ့ general form equation ကဘာလဲ a square plus y square plus 2gh plus 2fy plus c equal to 0ဒါကစဝိုင်းရဲ့ဘာဖြစ်လဲဆိုရင် cycle တစ်ခုရဲ့ general form position အဲ့တော့ဆိုင်ရဲ့တစ်ခုရဲ့ stand up for position မှာ center နဲ့ ready ရဲ့တိရမလို့တိရတလို့ဆရာတို့ general form ရဲ့ဘာဖြစ်လဲ center နဲ့ ready ရဲ့လည်းဘာဖြစ်လဲဆိုရင်တိရဟုတ်ပြီ general form ရဲ့ center ကကြတော့ minus g, minus f ကိုယ်ကပြပြသိရမယ်နော် ကျွန်တော် standard form ရဲ့ center က h, k general form ရဲ့ formula က center က -g, -f gradient ကတော့ဘာလဲဆိုရင် r ပဲပေါ့ gradient ကတော့ r အဲ့ဒီ r လေးကိုဘယ်လိုရှာမလဲဆိုတော့ r ရဲ့ formula က square root of g square plus f square minus c ဆိုပြီးတော့ဒါမှ ဲ့တော့ general form လေးပြန်ပြောကြည့်အောင် general form ရဲ့ formula က a square plus y square plus 2gh plus 2fy plus c equal to 0ဒီရစရာဒီ general form လေးဘယ်လိုရလာလဲဆိုတော့ပြပြမယ်ဟုတ်က general form မှာရှိတဲ့ center က minus g comma minus f center လေးဘယ်လိုရလာလဲဆိုတော့ပြပြမယ်ပြီးလို့ရှိရင် radius က r r ရဲ့ formula က square root of g square plus f square Beides. Die alle Bilder, also, ja. Guter Tag. Hallo, hallo. Ja, wir müssen mal wieder laden. Sag dir, du bist Standardform, Standard form ja selber dran. Sag dir, du bist Standardform, du bist ja. A square. H meine, A the whole square plus y, y minus found. K, ]right. -minus square square y Anyways t K, K the whole square plus R square. square အဲ့ဒီကနေပြီးတော့ဆရာတို့ general form လေးကိုဆရာတတ်ထုတ်နော်အဲ့တော့ရှိကိန်းနဲ့ထက် a square minus ရှိကိန်းနောက်ပြီးလောက်ချင်းတစား 2h h နောက်ပြီးနှစ်ထက် a square ဘလားဒီတော့ရှင်းတဲ့အကောင်ကရှေ့ဘေးနှစ်ဖက်က y square minus 2ky plus k square ဒီ r square လေးကိုဆရာတို့ဒီဘက်ကိုဘာလုပ်လိုက်မလဲဆိုရင်ပို့လိုက် r square equal to 0ဒါလေးရမယ်နော်ရမယ်ဆိုရင်ဆရာတို့ a square နဲ့ y square ကိုတစုလဲရေးလိုက်မယ် a square plus y square minus 2hh plus 2ky plus a square black k square minus r square equal to 0ဒီတော့ဒီမဲကြီးလိုက်ဟာအဲ့တော့ကျွန်တော်ဒီနေရာမှာ minus 2h ကို2ကြည့်လို့စားရမယ် minus 2k ကို2 h လို့စားရမယ် a square plus k square minus r square ဘာလို့စားရလဲ c လို့စားရတဲ့အခါအဲ့ဒီစားမယ်ဘာ2 minus 2x ကိုဘာလို့ယူဆမလဲဆိုရင် 2g ကိုယူဆမယ် 2f minus 2k ကိုကြာတော့ qf လို့ယူဆမယ်ဒီကောက်ရဆရာတို့ဘာလို့ယူဆလိုက်မလဲဆိုရင် a square a square k square minus r square ကြာတော့ c လို့ဆရာတို့ယူဆလိုက်မှာဆိုလို့ရှိရင်ဘာဖြစ်သွားမလဲဆိုရင်ဒီနေရာတွေမှာအစားသွင်းလိုက်မှာဆိုရင် a square plus y square minus 2h နေရာမှာ black 2G is black 2F minus 2ပြည်နေရာမှာ 2F y a square black k square minus r square နေရာမှာဆက်ပါတွဲလိုက်မယ်ဆိုရင် c ကိုတွဲလိုက်မယ်ဆိုလို့ရှိရင်ဘာရသွားမယ်ဆိုလို့ရှိရင် cycle တစ်ခုရဲ့ general formula ရပါနားလည်မှာဒီပြီးလို့ရှိရင်ဆရာတို့ center minus g comma minus f လို့ဖြစ်တယ် radius ကိုဘယ်လိုရှာလဲဆိုတော့ဆက်သွား ဲ့တော့ဒီမှာကျတော်တို့အိတ်ကလေးတွေစုလိုက် a square plus 2gh plus y ရေးတွေစုလိုက်မယ် y square plus 2fy plus c equal to 0အဲ့တော့ဇာတ်ရုပ်ဒီမှာ perfect square ဖြစ်အောင်လို့ဒီကိန်းကိုနှစ်နဲ့စားပြီးရရတဲ့ကောင်ကိုနှစ်ထပ်တင်ပြီးတော့နှစ်ဖက်ပေါင်းလိုက်အဲ့တော့ chapter 1ဟာလေးနော် a square plus 2g a ဒီ 2g ကိုနှိမ့်နဲ့စားရအောင်ရှင်ဘာကြံလဲသူကြီးကြံမယ် g square နှစ်သက်တည်ပြီးနှစ်ဖက်ပေါင်းမယ်နော်ဒီဘက်မှာလည်းဆောက်ဘာလုပ်ထားမလဲဆိုပေါင်းထားလိုက်မှာကွာ g square g square နောက်တစ်ခုဒီကောင်းလေဒီတိုင်းလေဒီကောင်းကိုနှိမ့်နဲ့စားပြီးတော့ရားတဲ့အဖြူကိုနှစ်ထပ်တင်ပြီးတော့နှစ်ဖက်ပေါင်းလိုက်တဲ့အခါမှာဘာရသွားမလဲဆိုရင် y square plus 2 2fy y plus f square plus half square plus c plus c equal to ဒီဘက်မှာလည်းမလုပ်ပြရမယ်ဆရာတို့ပေါင်းပြရအောင်ဟုတ်လား g square plus f square f square အဲ့တော့ဒီကောင်းဒီကောင်းတွေဘာဖြစ်လဲဆိုရင်ခြေသွားပြီးတော့ဘူးရင်းတိုင်းတိုင်ရတယ်။ကြည့်ပြီးလို့ရှိရင်ဆရာတို့ perfect square ပုံစံပြောင်းလိုက်တော့မယ်။ a square plus 2gh plus g square ဆရာတို့ပြောင်းလိုက်မယ်ဆိုရင်ဘာရမလဲဆိုရင် a plus g g square plus Y flat flat F double square flat C C ကိုဆက်လို့ဘာလုပ်လိုက်မလဲဆိုရင်ကိုဘောက်ကိုပို့လိုက်ဟောကိုဘောက်ကိုပို့လိုက်မကံမောင်သူ့ကိုတော့ညီမချင်းနေရာတော့မတန်းတော့ဘူး g square to g square flat s square minus c ဟာအဲ့တော့ကိုကိုဆရာတို့ကဘာနဲ့နှိုင်းရှင်းလိုက်မလဲဆိုလို့ရှိရင် standard form လေးနဲ့ဘာလုပ်လိုက်မလဲဆိုရင်နှိုင်းရှင်းလိုက် စနက်ဖောင်ကြီးနဲ့နိုင်ချင်လိုက်တဲ့အခါမှာစနက်နဲ့ဖောင်က h မိုင်းနဲ့ a the whole square plus y y မိုင်းနဲ့ k the whole square equal to r square ရမှာရမှာဆိုလို့ရင်ဆရာတို့ကဒါဆိုလို့ချင်း g ကဘာနဲ့တူသွားမလဲဆိုလို့ရှိရင် m နဲ့ m နဲ့ h နဲ့ m နဲ့ h နဲ့တူပါအဲ့တော့ g က m နဲ့ h နဲ့တူမယ်ဆိုရင် h ကဘာနဲ့တူသွားမလဲ m နဲ့ g နဲ့ m နဲ့ g နဲ့ဟုတ်ပြီနော် g က m နဲ့ h နဲ့တူမယ်ဆိုရင် h က m နဲ့ g နဲ့တူမှာပေါ့ h ကျွဲပြီး minus g အဲ့တော့ f ကဘာနဲ့တူလဲ f က minus k နဲ့တူ minus k နဲ့တူမယ်ဆိုလို့ရှိရင် k ရဘာနဲ့တူလဲဆိုလို့ minus f minus f နဲ့တူတယ်ဟုတ်ပြီ r square ဒီပြုံလိုက်ကြီးနဲ့တူမှာပေါ့ r square equal to g square plus f square minus c ဟုတ်ပြီနော်အဲ့တော့ဒီမှာကဆရာတို့က HTK ကစတန်ဒတ်ဖောင်ရယ်ဘာဖြစ်လဲဆိုရင်စန်တာစန်တာဖြစ်တယ် H နဲ့ K နဲ့တူတယ် -G နဲ့ -F ကလည်း H နဲ့ K စန်တာဖြစ်သူတို့ကလည်းဘာဖြစ်လဲဆိုရင်စန်တာဖြစ်တယ်အဲ့တော့ဘယ်ကောင်းရဲ့စန်တာလဲဆိုရင် general form ရဲ့စန်တာအဲ့တော့စန်တာကဘာဖြစ်လဲဆိုရင် -G, -F ဒါဆိုရင်ဆရာတို့စန်တာလည်းဘာဖြစ်လဲဆိုရင်ပြီးသွားပြီ gradient r² ဒီကောင်ဆိုရင် အားလိုချင်တယ်ဆိုသူ့ကိုပါလိုက်တယ် square root g square plus f square minus c နားလည်ပါအဲ့တော့ဆိုရင်ဆရာတို့ဒီကောင်အားလည်းရပါတယ်ဒါမှမဟုတ်အဲ့တော့ဆရာတို့ပုံစံတော်တော်မှာမဟုတ်လို့တစ်ခါပြန်ပြောအောင်စက်ကရဲ့ standard form equation ရပါလေ h minus h double square plus y minus t double square equal to r square အဲ့ဒီမှာမဖြစ်မနေသိရမှာစန်တာက h, k ဆိုတာသိရမယ် radius r ဆိုတာသိရမယ် r ကိုလိုချင်ရင်ဆရာတို့ဘာနဲ့ရှာ distance formula နဲ့ဘာလို့လဲမသိဘူးရှာလိုက် p general form general form ရဲ့ equation က a square plus y square plus 2gh plus 2fy plus c equal to 0အဲ့ဒီမှာလည်းမဖြစ်မနေသိရမှာ center ဆိုတာ minus g, minus f radius ဆိုတာကတော့ r ပဲ r ကိုလိုချင်ရင်တော့ဘယ်လိုရှာရမလဲဆိုရင် square root ရော g square plus f square minus c ကြမ်းဒါမှဆိုရင်ဆရာတို့ example exercise တွေတော့နော်